ကောင်းသူတဲ့တမားကြီးအလုတမားကြီးကျောင်းသားအကြီးတွေကိုအင်တိုက်အားတိုက်ဆောင်ရွက်ခဲ့တဲ့ဝီဒီယိုရသခင်ချစ်မောင်ရဲ့နှစ်တရာပြည့်ခမ်းနားကိုရန်ကုန်မြို့တော်ဝင်နေစီခမ်းမမှာဇန်နဝါရီလ9ရက်နေ့ကကျင်းပခဲ့ရာ NLD နိုင်ငံကဥတင်ဦးတက်ရောက်ပြီးဆွေးနွေးစကားပြောကြားခဲ့ပါတယ်ဝီဒီယိုရသခင်ချစ်မောင်ဟာမြန်မာပြည်လူ့လက်ရေးကြိုးပမ်းမှုကာလကနေစစ်အာဏာရှင်ဖယ်ရှားမှုအစဉ်အထိဒီဇိုင်းမမတ်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်အခုလို သခင်ချစ်မောင်ရဲ့နှစ်တရာပြည့်ခမ်းနားကိုကျင်းပရတာဟာလူငယ်တွေအနေနဲ့အားကြအတူယူနိုင်ဖို့နဲ့လေးစားအားကြနိုင်ဖို့ဖြစ်တယ်လို့ဆိုပါတယ်ပွဲရ နှစ်တရားဆိုရဲတစ်ခါပဲဖြစ်တာဘူးဘုရားချင်းသင်ချင်းမောင်အကြောင်းပြုတွေ့ဘုရားသင်ချင်းမောင်ဆောင်ရွက်ခဲ့တာတွေအခုမတန်းတင်နေပြီပြောကြပြီကိုတို့လည်းပါဝင်ခဲ့တော့အဲ့ဒီအဲ့ကနေပြီးတော့အနာဂတ်ဗမာပြည်ဒီမိုကရေစီရာရေးအတွက်ဆက်လက်ချီတက်ဖို့ကိုတို့စိတ်အားထက်သန်နဲ့လူငယ်တွေလည်းပြင်သာပြင်မယ်အခုပွဲကနေပြီးတော့လည်းအောင်မြင်မယ်လို့ယုံကြည်တယ်သင်ချင်းမောင်ရဲ့အသက်တရားကြီးခါနာပါ ဆိုတော့လည်းပဲအသက်ကြီးရပြီကိုကြောင်းပြီးတော့မမေ့တဲ့မမေ့ရတဲ့ဗမာပြည်လွတ်လပ်ရေးကြိုးပမ်းမှုကာလကြီးတော့နောက်ဆုံးဆရာနိုင်ရှင်စနစ်ဖယ်ရှားရေးအဆင့်အထိမဒီဟာမမေ့မတုံနဲ့နော်ခိုင်ဦးဒီဇိုင်းမမဆောင်ရရခဲ့တဲ့အမျိုးသားခေါင်းဆောင်ပြောက်အမှတ်တရအနေနဲ့အဲ့ဒီကဏ္ဍမှာဝီဒီယိုသခင်ချင်းမောင်နဲ့ပတ်သက်ပြီးရေးသားထားတဲ့သဝင်လောကိုလည်းဖတ်ကြားခဲ့ပါဗျာ ။တွင်လာကိုတော့တောင်သူတွေသမားသမဂ္ဂများဖွဲ့ချုပ်ဘိုလ်လုံးမှုဆောင်ဒုတိယဥက္ကဋ္ဌဟောင်းဦးတင့်တွင်ဒနုပြုကဖတ်ကြားခဲ့ပါတယ်။ဒါအပြင်တကယ်ချစ်မောင်ရဲ့နိုင်ငံရေးဘဝဖြတ်သန်းမှုတွေကိုလည်းတင်ပြမှုပြုလုပ်ခဲ့ပါတယ်။ပြုလုပ်ခဲ့တဲ့ဂုဏ်ပြုကဏ္ဍကိုအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဦးတင့်ဦးပြင်နိုင်ငံရေးပါတီဖွဲ့စည်းတွေကတာဝန်ရှိသူတွေ68မျိုးဆက်ငင်းချိုင်းနဲ့ပွင်လင်းလူဖွဲ့စည်းကဥကိုကြီးတို့လည်းတက်ရောက်ဆွေးနွေးပြောကြားမှုတွေပြုလုပ်ပေးခဲ့ပါတယ်။အခမ်းအနားကိုပါတီဖွဲ့စည်းတွေသာမကအလုံသမားတာသူတွေသမားတွေလည်းတက်ရောက်ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။